သမိုင်းဝင်80ပြည့်ထိမ့်မဲ့ပွဲတစ်ခုမှာတရုတ်နိုင်ငံကငင်းကျန်းစာပြန်လည်ပေါက်စီးရေးအတွက်ကန့်လန့်ခဲ့ပေမဲ့ထိုင်ဝမ်ဘက်ကတော့ပြင်းပြင်းထန်ထန်ပယ်ချလိုက်ပါတယ်။ကိုလင်းမြက်ကပြောပြပါမယ်။တရုတ်ကွန်မြူနစ်ပါတီရဲ့အစဉ်လေးရှိခေါင်းဆောင်တဦးဖြစ်ပြီးထိုင်ဝမ်အရေးကိုအဓိကကင်တွယ်ရသူဝမ်ဟုနေကထိုင်ဝမ်ကိုတရုတ်အုပ်ချုပ်မှုအောက်ပြန်လည်ရောက်ရှိခြင်း80ပြည့်အထိမ့်မဲ့ဖြစ်ငင်းကျန်းစာပြန်လည်ပေါက်စီးရေးအတွက်တရုတ်နဲ့ထိုင်ဝမ်တို့ပူးပေါင်းဆောင်ရွက်တဲ့နယ်လို့ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့သူကတစ်ဆက်တည်းမှာပဲထိုင်ဝမ်လွတ်လပ်ရေးလှုပ်ရှားမှုတွေကိုလုံးဝလက်ခံမှာမဟုတ်ဘူးလို့ပြင်းထန်တဲ့သတိပေးစကားကိုလည်းထည့်သွင်းပြောကြားခဲ့ပါတယ်။တရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်တွေကိုထိုင်ဝမ်ပြည်သူတွေနဲ့အတူတူမျှဝေခံစားလိုတယ်လို့လည်းသူကဆိုပါတယ်။ဒါပေမဲ့ဒီကမ်းလှမ်းချက်ကိုထိုင်ဝမ်ဘက်ကတော့ချက်ချင်းဆိုသလိုပြင်းပြင်းထန်ထန်ပယ်ချခဲ့ပါတယ်။ထိုင်ဝမ်ကုန်းမကြီးကြီးရာကောင်စီကဒါဟာထုံးစံအတိုင်းထက်တလဲလဲပြောနေတဲ့အကြောင်းအရာဟောင်းတာဖြစ်ပြီးတရုတ်ရဲ့တကယ့်ရည်ရွယ်ချက်ကထိုင်ဝမ်ကိုသိမ်းပိုက်ဖို့ပဲဖြစ်တယ်လို့တုံ့ပြန်ခဲ့ပါတယ်။ ဟောင်ကောင်ရဲ့အတွေ့အကြုံကတနိုင်ငံစနစ်နှစ်ခုဆိုတာဟာနောက်ဆုံးမှာတရုတ်ကွန်မြူနစ်ပါတီရဲ့အာဏာရှင်အုပ်ချုပ်မှုပဲဆိုတာကိုတသက်ပြနေပါတယ်လို့ကြေညာချက်မှာဖော်ပြထားပါတယ်။ဒီအငင်းပွားမှုရဲ့အထူးခြားဆုံးအချက်ကတော့သမိုင်းကိုနှစ်ဖက်စလုံးကကိုယ့်အမြင်နဲ့ကိုအတိတ်ပဲဖွင့်ဆိုနေကြတာပါပဲ။တရုတ်ကဂျပန်ကိုလိုနီလက်အောက်ကနေထိုင်ဝမ်ပြန်လည်လွတ်မြောက်လာတဲ့နေ့ကိုကျင်းပနေချိန်မှာထိုင်ဝမ်အစိုးရကတော့ဒီနေ့ကိုလုံးဝအသိအမှတ်မပြုပါဘူး။သူတို့က1949ခုနှစ်မှာကွန်မြူနစ်တပ်တွေထိုင်ဝမ်လက်အောက်ခံကျင်းပကျုံးကိုဝင်ရောက်ကျူးကျော်ဖို့စူးစမ်းရာမှာ ရှုံးနိမ့်ခဲ့တဲ့တိုက်ပွဲအထိမ့်မှတ်နေ့ကိုပဲဂုံပြူကျင်းပနေတာဖြစ်ပါတယ်။ထိုင်ဝမ်သမရလိုင်ချင်းတဲကကျွန်တော်တို့ဟာမဟာမိတ်တွေအတွက်ယုံကြည်စိတ်ချရတဲ့လုံခြုံရေးမိတ်ဖက်ဖြစ်လာပြီးလွတ်လပ်မှုနဲ့ဒီမိုကရေစီတန်ဖိုးတွေကိုကာကွယ်ဖို့ခိုင်မာတဲ့ကာကွယ်ရေးစည်းတစ်ခုကိုအတူတကွတိစောက်သွားကြင်ပါတယ်လို့သူ့ရဲ့ Facebook စာမျက်နှာမှာရေးသားခဲ့ပါတယ်။တရုတ်ကမိခင်နိုင်ငံတော်ရဲ့ရင်ခွင်နဲ့ပြန်လာပါဆိုတဲ့သမိုင်းကြောင်းကိုအခြေခံပြီးစည်းရုံးနေချိန်မှာထိုင်ဝမ်ကတော့ကျူးကျော်မှုကိုအောင်မြင်စွာတွန်းလှန်နိုင်ခဲ့တဲ့သမိုင်းကိုဂုံပြုတ်ပြီး သူတို့ရဲ့အချုပ်ချာအာဏာကိုပုံမခိုင်မအောင်တိစောက်နေတာဖြစ်ပါတယ်